အခုဆိုရင်ကျွန်တော်တို့ရဲ့ကိုကိန်ကိုဖန်နီးမှုဆိုတဲ့အတန်းကိုဖွင့်လင့်ခဲ့တာသုံးသပ်မြောက်ရှိပါပြီ။ဒီအတန်းနဲ့ပတ်သက်ပြီးတော့လည်း page မှာခဏခဏလာမေးတဲ့နေပုံတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီအတန်းပြီးသွားတဲ့အခါမှာတကယ်ပဲ gain တွေဖန်နီးနိုင်လားဆိုတာပါ။အားလုံးမင်္ဂလာပါ gaming ကမြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုမှာပြပြပေးမယ့်အကြောင်းအရာကိုကျွန်တော်အတန်းဘာကြောင့်ဖွင့်တာလဲ။ တန်းနာဘာတင်ကြပေးပြီးတော့အခုတက်ရောက်နေတဲ့ចောင်းသားတွေရဲ့ game project တွေကိုဘယ်လို develop လုပ်ထားလဲသူတို့ရဲ့ game level တွေအကုန်လုံးနဲ့ showcase ပုံစံမျိုးနဲ့ review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တန်းက Unity game ကြီးနဲ့ C# programming ကိုအဓိကထားပြီးတော့ beginner to junior level အထိကိုတင်ကြပေးရပါအတန်းတင်ကြသွားပြီးမဲ့ပုံစံမျိုးကလည်း active learning ပုံစံမျိုးဖြစ်တဲ့ assignment တွေ group activity နဲ့ပူးတွဲပြီးတော့လေ့လာပါမှာဒီတန်းကိုဖွင့်လိုက်ခြင်းရည်ရကြတော့ game နေပေါ်အရန် passionate ဖြစ်ပြီးတော့ game ဆောက်သူအဆင့်ရနေကိုပိုင် game တွေဖန်တီးခြင်းတဲ့သူတွေအတွက်ကိုရည်ရပြီးတော့ဖွင့်လှစ်ထားခြင်းပဲဖြစ်ပါတယ်အကဲအတန်းပြီး ွားရခါမှာလည်းကိုတိုင်က game development industry ထဲကိုဝင်ပြီးတော့ game developer တယောက်အနေနဲ့အလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ဘာတွေတိထားသင့်လဲဘာတွေဆက်လုပ်အောင်လဲပြီးလို့ရှိရင်ဘာတွေဆက်လေ့လာမလဲဆိုတဲ့အကြောင်းအရာတွေကို roadmap ချပြီးသွားမှာပါ အဓိကတန်းမှာသင်ကြားပေးသွားမယ့်အကြောင်းအရာတွေကတော့ကောင်းမွန်တဲ့ဂိမ်းတစ်ခုဖြစ်လာဖို့အတွက်ဂိမ်းဒီဇိုင်းရေးဆွဲနေရတယ်။ကိုထည့်ကျင်တဲ့ဂိမ်း feature တွေကို logic ကြကြဖန်တီးနိုင်ဖို့အတွက် C# programming lesson တွေ။ Gameloman Industry မှာလူတွေအများကြီးနဲ့ collaborate လုပ်တဲ့နေရာမှာအသုံးချရတဲ့ GitHub version control အကြောင်းအရာတွေ။ Gameloman တယောက်နေနဲ့လှုပ်ရှားတဲ့အခါမှာတည်တာတဲ့အကြောင်းအရာတွေ။နောက်ဆုံးအနေနဲ့ Unity ဂိမ်းအင်ဂျင်ကိုကြီးညက်အောင်သူ့တွေမှာပါဝင်တဲ့ feature တွေ။ဂိမ်းဖန်တီးတဲ့နီလန်မတ်တပ်တွေကိုလည်းသိနိုင်အောင်မတူညီတဲ့ဂိမ်းမျိုးစာ၃မျိုးဖြစ်တဲ့ Rolling Ball, 2D platformer နဲ့ third person shooter လိုမျိုးဂိမ်း၃မျိုးကိုဖန်တီးရင်းနဲ့သင်ကြားပေးသွားမှာပါ။အခုပြောနေတဲ့ game project တွေနဲ့ပတ်သက်ပြီးတော့လောလောဆယ်အတန်းမှာတက်ရောက်နေတဲ့ចောင်းသားတွေဖန်တီးထားတဲ့လက်ရည်တွေကိုလည်းလိုက်ကြည့်ကြရအောင်ကျွန်တော်ရဲ့နာမည်ကတော့စလုံးပါ။ဂိမ်းကြီးနေပါလေ။လောက်တာကတော့အခုမှစလုံးတာပေါ့နော်။ဒီဂိမ်းပြည့် concept ကတော့အဓိကမန္တလေးကိုကိုစားပြုထားတာပေါ့နော်။ဒီမှာဘာတွေပါလဲဆိုတော့အဓိကအရင်တလောလေးတော့လှုပ်သွားတဲ့ငလင်တို့ကေဆယ်ရေးပုံစံမျိုးပေါ့နော်။အဲ့ဒီဟာကိုအသားပေးထားတယ်ပေါ့နော်။ narrative အသားပေးထားတဲ့ပုံစံမျိုးပေါ့မြန်မာဆန်ဆန်ပေါ့နော်။ အထက်ထဲမှာထည့်ထားတဲ့ content တွေအားစမြန်မာဆန်ဆန်လေးလုပ်ထားတယ်ပေါ့နော် gain ရဲ့ဒီ level design လေးကိုကျွန်တော်ပြပေးပါမယ်ကျွန်တော်တို့ဒီမှာဒီဟာလေးတွေလိုက်စားရမှာပေါ့နော်အလုံးလေးရတယ်ကျွန်တော်တို့ mat kit တွေကိုလိုက်စားပြီးတော့နောက်ဆုံးကျရင်ပန်းတိုင်ကိုရောက်သွားမယ်ပေါ့နော်အဓိကကတော့အဲ concept ပဲရှိပါတယ်အဲ့မှာ enemy လေးတွေရှိရပေါ့နော်လုံးဝ auto ပေါ့နော်နောက်ကရင် လိုက်ပြီးတော့ ူနာလေးတွက်ကတ်လို့ရှင်လိုက်မယ်လိုက်ပြီးတော့အဲ့ဒီ mechanic လေးထည့်ထားတယ်ပေါ့နော်ဒီနာလေးမှာဆိုရင်လည်းပုတ်ပေါ်ပါပါပဲဆော့လို့ရအောင်လို့ဒီမှာတံတားလေးတစ်ခုကိုလောက်ထားတယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ကဘာတွေထည့်ထားလဲဆိုတော့ response collector လောက်ထားတဲ့ဟာတွေထည့်ထားတယ်ပေါ့နော်တကယ်လို့ရေးတဲ့ပြုတ်ကြခဲ့မယ်ဆိုရင်ဘယ်နေရာမှာကျွန်တော်တို့ပြန်အသက်ရှင်မလဲဆိုတဲ့ဟာမျိုးလောက်ထားတယ် ဆိုအဓိကကတော့ကဲစည်ရီပုံစံမျိုးပေါ့နော်ငလင်းမှာဖြစ်နေတဲ့ဟာရဲ့မန္တလေးကိုအသားပေးပြီးတော့ဆွဲထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ level design ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီ level ကိုဖန်တီးဖို့ဘယ်ကနေ inspiration ယူခဲ့ရလဲကျွန်တော်တို့ထက်ချယ်ပြလို့ရမှာဒီ level ကို inspiration ယူထားတာကတော့မန္တလေး concept ပေါ့နော်မန္တလေးမှာရှိတဲ့ငလင်းဖြစ်သွားတဲ့ဟာကိုအဓိက concept ယူထားတာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာခုလိုပြပြပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မယန်တော့ပါတကယ်ရတာ ဘောလုံးလိမ့်နေကြကာဒီ coin လေးတွေကိုလိုက်စားဒီအကယ်၍ကျွန်တော်ကဒီ coin တွေအကုန်စားလုပ်ပြီးသားဆိုရင်ကျွန်တော်ရဲ့နောက်ဆုံးကျွန်အလန်တန်းပေါ်လာတယ်နော်ပြီးကျွန်တော်အလန်တန်းနိုင်တယ်နောက်တစ် level တစ်ခုကြောင့်ကျွန်အခုလောလောဆယ်တော့အားလုံးပေါင်း၄ခုလောက်ထားပြီကျွန်တော် level တစ်ခုနဲ့တစ်ခု inspire ယူတယ်ဒီက game တွေရောဒီအတပ်ပုံတွေဒီ movie တွေစိုက်တွေကဒီစိတ်ကူးရင်စံတာလေးတွေပေါင်းပြီးတော့ game level တစ်ခုနဲ့တစ်ခုလောက်လာရပါနော် ဒီကကျွန်တော် level 1ကိုဘယ်ကနေ inspire ယူလိုက်လဲဆိုကျွန်တော်တို့ Roblox platform ပေါ်อ่ะ game တစ်ကိန်းဖြစ်တယ် The World of Epic ဆိုရယ်ပတ်ကွာခုံရတဲ့ game ကြီးပေါ့နော်သူကတနည်းနဲ့တနည်းအောင်လမ်းခုံပြီးတော့ဒီ open world ဘာကြီးမှာ၆သွားရတာပေါ့နော်ဘာ combat system မှမပါဘူးရိုင်း၆သွားယူမယ်ပေါ့နော်ကျွန်တော်အဲ့ဒီ game လေးတွေက inspire ယူပြီးတော့ဒီ level 1ကိုလုပ်လိုက်တာပေါ့နော်လည်းမရအောင်ခက်တော့ game ဒီမှာဘုရား site ကြီးအောင် tutorial စားပါညီမဆိုရင်ဒါတော့ idea ပေါ်လာပေါ့ဒါဆိုဒါလက်ပြီးပေါ့ advanced ဘောပေါ့ ော်ဟုတ်ကဲ့ဒီနေ့အညာ have a feel nick ဒီနေ့ရောင်းနေတဲ့ group ပြီးတော့ဘာလာတာ tutorial တော့ပဲဒီမှာအဲ့ဒါတော့ power ပဲလို့ power ပေါ့ဘယ်လိုလဲမဲအဲ့ implement မလုပ်တော့ okay tutorial တော့ဒီမှာ area channel မျိုးတော့ကြည့်ရပြလိုက်ပေါ့ဒါပေမဲ့တော့စရရင်ကြည့်မှာပေါ့သွားကြည့်လိုက်ပဲကြည့်လိုက်ရင်တော့ tension ရောမှာပေါ့နော် အခုကြောင်းအကြောင်းအရာတွေဖန်တီးထားတဲ့ဂိမ်းနေတဲ့ level design တွေအပြင် 2D platform မှာဂိမ်းမှာဆိုလို့ရှိရင်လည်း 3D ဂိမ်းနဲ့မတူညီတဲ့အတွက်ကြောင့် 2D ဂိမ်း development pipeline ထဲမှာပါဝင်တဲ့ game character တွေဒီပုံနဲ့ sprite တွေကိုဘယ်လိုစီမံရတာလဲ 2D ဂိမ်းရဲ့ logic တွေ component တွေကိုလည်းအသေးစိတ်သင်ကြားပေးတာပါအကယ်၍မိတ်ဆွေကလူကာရက်တာတွေနဲ့ shooter game မျိုးစားတွေကိုသဘောကျတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က third person shooter game မျိုးစားကိုလည်းဖန်တီးပြီးသင်ကြားပေးပါတယ်။အဲ့ဒီထဲမှာမှ state machine, character rigging နဲ့ animation ထည့်နည်းတွေကိုလေ့လာမယ်ပြင် ပေးထားတဲ့ game project တွေ reverse engineering လုပ်ပြီးတော့ဖန်တီးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီ game development သင်ခန်းစာတွေကိုအကုန်လုံးပူးတွဲပြီးတော့သင်တန်းကြီး2သိန်းကျပ်နဲ့3လတိတိသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ဒီမှာတခုပြောချင်တာကကျွန်တော်အတန်းကို game developer ဖြစ်ချင်တဲ့သူတိုင်းတက်ရမယ်ဆိုပြီးပြောနေတာမဟုတ်ပါဘူး။ game development ကိုလိုက်စားတော့မယ်ဆိုလို့ရှိရင်ကိုကိုတိုင်းက game တွေပေါ်အရန် passionate ဖြစ်ရမယ်ပြင်ဒီ research လုပ်နေတဲ့စာဖတ်မယ် skill set တွေကအရေးကြီးပါသေးတယ်။အကြိမ်မိတ်ဆွေက substate လောတာကြိုက်ပြီးတော့ unity နဲ့ကိုပိုင် game တွေဖန်တီးခြင်းနဲ့ဆိုလို့ရှိရင် unity land ရဲ့ website ကိုသွားပြီးတော့ ဂိမ်းဖန်တီးနည်းလေးလာလို့ရတယ်ပြီးရင် Unity ဂိမ်းဂျင်ကိုလည်းကြည်ညက်အောင် Unity documentation နဲ့တွားပြီးတော့ဖတ်လို့ရပါသေးတယ်ဒါ့အပြင်ကိုကတခြားဂိမ်းဂျင်တွေပါဖန်တီးတတ်ခြင်းနဲ့ဆိုလို့ရှိရင် YouTube ပေါ်မှာ game development tutorial အများကြီးရှိတဲ့ပြင်ကိုရဲ့ programming skill ကလည်းအားနည်းနေသေးတယ်ဆိုလို့ရှိရင် W3 school လို့မျိုး website မှာတွားပြီးတော့လည်း C# နဲ့ C++ တွေကိုတွားပြီးတော့လေးလာလို့ရပါသေးတယ်အနာဂတ်မှာလည်းကျွန်တော်တို့လိုမျိုး game development ကိုစိတ်ဝင်စားတဲ့သူတွေအားလုံး join နိုင်မယ် game maker club တစ်ခုဖွင့်သွားပေးဖို့ရှိပါတယ် ဒီကလပ်မှာကျွန်တော်တို့ကအပတ်စဉ် activity လေးဖြစ်တဲ့ game development နဲ့သက်ဆိုင်တဲ့ tutorial လေးတွေ game design နဲ့ video game ဒီ group discussion တွေကိုလည်းလုပ်သွားဖို့ရှိတဲ့အတွက်ကြောင့်ကျလောက်စောင့်ကြည့်ပေးကြပါဦးနောက်ဆုံးအနေနဲ့ကျွန်တော်တို့ကြောင်းသားတွေအခုလိုဖန်တီးထားတဲ့လှလှပပနဲ့ဆောက်လုပ်ကောင်းတဲ့ game level တွေကိုကြည့်ခြင်းအဖြစ်တို့ရဲ့ creativity နဲ့စိတ်ဝင်စားမှုကိုလည်းအရန်သဘောကျမိပါတယ်မိတ်ဆွေကလည်းတို့လိုမျိုး game တွေဖန်တီးတတ်ခြင်းနဲ့ကျွန်တော်ရဲ့ unique game development ကိုလေ့လာပြီးတော့အတန်းပြီးသွားတဲ့အခါမှာလည်း junior game developer တယောက်အနေနဲ့ဘာတွေဆက်လေ့လာသင့်တယ်ဘာတွေဆက်လုပ်သင့်လဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင်တော့ video description ရဲ့ link ကနေတစ်ဆင့် င်အတန်းကိုလာရောက်စီးရင်တွင်လို့ရပါတယ်။အားလုံးအဆုံးထိကြည့်ပေးဆိုကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုကြိုက်နေတဲ့ဆိုလို့ရှိရင်လည်း like and share လေးလုပ်ခဲ့ပေးပါအောင်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်။ Bye bye.